အားလုံးပဲမင်္ဂလာပါ GNG Townhouse ကနေကြိုဆိုပါတယ်ကျွန်တော်ကိုဂျိုပွိုက်ကွန်လိုထဲမှာရေပန်းစားနေတဲ့ Superlight Park Academy ဂျိုပွိုက်ကွန်လိုနဲ့မိတ်ဆက်ပြီးကြပါတယ်ဒီကွန်လိုမှာဆိုရင်တော့ PDN A နဲ့ PDN B ဆိုလို့ရှိမယ် PDN A ကတော့အထက်ပေါင်း30နဲ့ PDN B ကတော့28ကျော်ရှိပါတယ်ပထမခန်းလမ်းမဘေးမှာဆောက်လုပ်တာဖြစ်ပြီးတော့အနည်းဆုံးရထား station ဟာဆိုရင် Dragonhan Airport Rainy ရထား station မှာဖြစ်ပါတယ်အဲ့ဒီရထား station ကနေ Ramanai Area ဖက်ရတိုင်း PDS နဲ့ Supuna Pong International Lease ကို direct ရောက်တဲ့ရထား station သူ ွဲဖြစ်ပါတယ်။အဲဒီတော့တင်ကန်ဖွဲ့စည်းပုံ1ဘက်ရုံးနဲ့1ဘက်ပလတ်စကန်ကိုကျွန်တော်ထဲမှာအသေးစိတ်လိုက်ပြရမှာပဲ။ကျွန်တော်တို့ channel like ခဲ့ကြည့်ပေါ့။ကျွန်တော်ခုပြပေးမှာတော့35စကွဲမီတာ1ဘက်ရုံးခံမှာဖြစ်ပါတယ်။ဒီခန်းကိုဝင်လာကြည့်မှဆိုရင် living room area ထားပြီးတော့တွေ့ရပါမယ်ဗျ။ဒါကတော့အင်တန်ချူခံမှာဖြစ်ပါတယ်။ဒါကတော့ spray kitchen လေးပဲဖြစ်ပါတယ်။တော်တော်လေးကိုလာပါဗျ။မှန် slide တော့ကာပြားတော့လည်းတွေ့ရပါတယ်။ ဘက်ဒရုံအိတ်ခံပဲဖြစ်ပါတယ်။မန်စလိုက်တော့ကာဗီနာတော့လည်းတွေ့ရပါဗျ။ဘက်ဒရုံမှာကဲရမှာဆိုရင်ဘယ်ကူနီတစ်ခုရှိမယ်။ဒါကတော့အိတ်ခံပဲဖြစ်ပါတယ်။ကျွန်တော်ကူ40 square meter one bedroom plus အခန်းကိုလိုက်ပြင်မှာဖြစ်ပါတယ်။ဒီခန်းကိုဝင်လာခြင်းမှာဆိုတာ living room area ရှိမယ်။ဒါတော့ one plus ဆိုပြောရကြအောင်မို့အခန်းပေါ်လေးတစ်ခန်းပဲဖြစ်ပါတယ်။မန်စလိုက်တော့ကာဗီနာတော့တွေ့ရပါဗျ။ဒီရဲ့ကဲမှာဘယ်ကူနီတစ်ခုရှိပါတယ်။ ီချမ်းပဲဖြစ်ပါတယ်ကီချမ်းနဲ့ထိုင်းလန်းနဲ့ကိုတဆက်တည်းထားပြီးတော့တွေ့ရပါပြီဒါကတော့အိတ်ခမ်းပဲဖြစ်ပါတယ်အဲ့တော့ Super Life Park အကမိုင်ဖတာနာခံဂျူပိုက်ကွန်တို့ကိုဆက်ဝင်စားလို့ဖြစ်ဖြစ်လူကိုယ်တိုင်လည်းကြီးကြီးရွှင်ရွှင်ဖြစ်ဖြစ်အောက်မှာပေးထားတဲ့ Viber နဲ့ဖုန်းနံပါတ်မှာဆက်သွယ်မြန်ဆန်းဆန်းနိုင်ပါတယ်။ထိုင်းနိုင်ငံမှာရှိတဲ့ကွန်တိုနဲ့လုံချင်းဝင်ပါစေတော့ဂျင်ဂျီထိုင်းအော့စပစ်ကိုဆက်သွယ်မြန်ဆန်းဆန်းနိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။